မင်္ဂလာပါရှင် ရှမ်းအေကိုမီဒီယာမှာကြိုဆိုပါရစေဒီနေ့မှာတော့ရှမ်းပြည်နယ်ဆွေမြောင်းနယ်ရေတုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှာလက်ထောက်ညွှန်ကြားရေးမှူးဆရာဦးအောင်ကိုကိုမင်းနဲ့တွေ့ဆုံမှာဖြစ်ပါရရှင်မင်္ဂလာပါဆရာကျမတို့ရဲ့ရှမ်းအေကိုမီဒီယာအနေကြိုဆိုပါရစေဆရာအရင်ဆုံးဆရာရဲ့နာမည်လေးနဲ့ဌာနလေးကိုအရင်မိတ်ဆက်ပေးပါဆရာဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်ကတော့ တောင်ကြီးခရိုင်ဇံမောင်းနဲ့ရေနှုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနကတက်တော့ညီတိုင်းမှုမျိုးပြဟောင်ကိုကိုမင်းဖြစ်ပါရခင်ဗျာ။ဒါရှမ်းပြည်နယ်မှာလက်ရှိကောင်တွေပေါ်ဆောင်ရွက်နေတဲ့အဓိကစေမောင်းစီမံကိန်းများနဲ့၎င်းတို့ရဲ့ရည်မှန်းချက်များကိုတည်ပြစေစရာ။ဟုတ်ကဲ့ကျွန်တော်တို့ရှမ်းပြည်နယ်ဇံမောင်းနဲ့ရေနှုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ပြည်နယ်အတွင်းမှာဌာနမှထိန်းသိမ်းထားတဲ့စေကံ53ခုရှိပါတယ်။စူပါစေကံတွေထိန်းသိမ်းပြုပြခြင်းလုပ်ငန်းများနဲ့စူပါစေကံများရဲ့ရေသောက်စနစ်ဧရိယာအတွင်းမှာရှိတဲ့လက်မြေအိတ်က9000 6000ကျော် ကိုစိုက်ပျိုးရေးပေးဖို့နိုင်ရတဲ့ကိုအဓိကဆောင်ရွက်လျက်ရှိပါတယ်။အဓိကညီမချက်ကတော့ကျွန်တော်တို့ဆယ်ကံများအစီတည်တန်းစီပြီးတော့စိုက်တောင်သူများအတွက်လိုအပ်တဲ့စိုက်ပျိုးရေးကိုလုံလောက်စွာပေးဖို့နိုင်ရတဲ့ကိုဆောင်ရွက်လျက်ရှိပါတယ်။စီမံကိန်းအနေနဲ့တော့ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ကြီးခရိုင်ရေဆောင်မြေအတွင်းမှာကြိုင်ခန့်ရေလောင်တမန်စီမံကိန်းကိုတော့ဇေမောင်းနဲ့ရေသုံးချောင်းမှုစီမံကိန်းဦးစီးဌာနတိစောက်ရေးခွန်ကနေပြီးတော့အကောင့်တွေပေါ်ဆောင်ရင်းလေးရှိပါတယ်။ ဒီစီမံကိန်းကိုတော့ကျွန်တော်တို့ယခုနှစ်2025-2026အနိုင်နဲ့မှာအပြီးဆောင်ရမှာဖြစ်ပါတယ်ဒီစီမံကိန်းဆောင်ရပြီးသွားရင်တော့ကျွန်တော်တို့လျှက်စစ်တပ်အား10 MW ထုတ်လုပ်နိုင်တဲ့အပြင်လောကြီးကြီးလောင်တမန်နဲ့မြူကြီးကြီးလောင်တမန်များကိုပါစိုက်ပျိုးရေးနဲ့ရေအားလျှက်စစ်ထုတ်မှုအတွက်ရေပုံမှုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်စင်မြောင်းလုပ်ငန်းများကြောင့်ဒီတော့ခံများနဲ့စိုက်ပျိုးရင်းနဲ့ရည်ရင်းမြစ်ပေါ်နေတိပြုသဘောဆောင်လဲပြောင်းလဲမှုများရှိပါလဲဆရာ။ဟုတ်ကဲ့ကျွန်တော်တို့စင်မြောင်းနဲ့ရည်တုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရှမ်းပြည်နယ်အနေနဲ့ဒေသတွေမှာစေကံများထိမ့်မြင့်ပြည်ပြည်လုပ်ငန်းတွေနောက်ရေပင်းမြောင်းပြည်ပြည်လုပ်ငန်းတွေနောက်ရေနုံမြောင်းနဲ့ချောင်းကုန်းမြောင်းကတူဖို့ခြင်းလုပ်ငန်းများနဲ့ရေကံများတူဖို့ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပါတယ်ဒီလုပ်ငန်းတွေဆောင်ရွက်ပြီးခြင်းအဖြစ်ကျွန်တော်တို့တောင်တင်များအတွက်အဓိကလိုအပ်ချက်ဖြစ်တဲ့ဆိုက်ပျိုးရေးကိုပုံမဖြည့်ဆည်းပေးဝင်နိုင်မှာဖြစ်ပါတယ်ဒါပြီးရေကြီးနေမျိုးမှုများနဲ့ရေလမ်းမှုမှုများကိုလည်းကြော်ပတ်တက်တာဒီမှာဖြစ်ပါတယ်နောက်ရေကြီးမြများကိုလည်းအကျိုးရှိထိရောက်စွာလုံချနိုင်မှာဖြစ်ပါတယ် ရှမ်းပြည်နယ်အတွင်းမှာရေရှားပါမှုတောင်မဟုတ်ရင်ယူလန်းမှုမှုတွေကိုကာကွယ်ဖို့အတွက်စင်မြောင်းဦးစီးဌာနနေပြီးတော့မှဘလို့အစီအမံတွေချမှတ်ပြီးတော့မှဆောင်ရွက်နေပါလဲဆရာကျွန်တော်တို့ဌာနအနေနဲ့ရေရှားပါမှုကိုရောပါတက်တာစီဖို့အတွက်ကိုစေကံများမှာရေပုံမှုတောင်းနိုင်ဖို့အတွက်တဲ့နုံကံရီဝဲအတွင်းမှာတဲ့နုံတူပေါ်ခြင်းလုပ်ငန်းများဆောင်ရွက်ပါတယ်။ဒါ့အပြင်စိုက်ပျိုးရေးပိုးရမှာလည်းရေလေးလေးဆုံးရှုံးမှု ရောပါတက်တာစီဖို့အတွက်ကိုတူးမြောင်းနေပြန်လည်ပြည့်ပြည့်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။အဲရေကြီးနှမျိုးမှုတို့ ရေလမ်းရေလမ်းမှုမှုလို့ရောပါတက်တာစီဖို့အတွက်လည်းကျွန်တော်တို့ data တွေမှာချောင်းကောင်းကောင်းများပြန်လည်တူဖောက်ခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်ပေးပါရယ်နောက်ချောင်းကောင်းမြောင်းပေါင်များကိုပြုပြင်လုပ်ငန်းများကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်နော်ဆန်မြောင်းစီမံကိန်းတွေကိုအောင်မြင်စွာဆောင်ရွက်ဖို့အတွက်ဒေသခံယူကြည်ရသားတွေရဲ့ပူးပေါင်းပါဝင်မှုကိုလည်းဘယ်လိုမျိုးအပိတ်နေပါလဲဆရာဟုတ်ကဲ့ပါကျွန်တော်တို့ဆန်မြောင်းကဆောင်ရွက်နေတဲ့လုပ်ငန်းများကိုအောင်မြင်စွာအကောင့်တွေပေါ်ဆောင်နိုင်မှုအတွက်ကိုဒေသခံကြည်ရများရဲ့ကြည်ရသူကြည်ရသားများရဲ့ပူးပေါင်းပါဝင်မှုအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ ကျွန်တော်ဌာနဒါဆောင်ရွက်တဲ့လုပ်ငန်းတွေကဒီဒေသခံတောင်သူတွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေကြီးဖြစ်ပါတယ်။ဒေသခံတောင်သူများကလည်းကျွန်တော်တို့လုပ်ငန်းပြောင်းမှာစိတ်ဝင်စားမှုရှိတာတွေ့ရှိရပါတယ်။ကျွန်တော်တို့ဌာနအနေနဲ့လည်းလုပ်ငန်းဆောင်မယ်ဆိုလို့ရှိရင်လုပ်ငန်းဆောင်မယ်နေရာနဲ့ဆက်ဆက်တဲ့ဒီတောင်သူတွေနဲ့တွေ့ဆုံပြီးတော့လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရှင်းလင်းတင်ပြတာတွေနောက်ရရှိနိုင်တဲ့အကျိုးတူးစီတွေဆွေးနွေးတာတွေကိုဆောင်ရွက်ပါတယ်။တောင်သူတွေကလည်းအကြံပြုချက်တွေနဲ့ဆွေးနွေးချက်များကိုလည်းပြန်လည်ပြောကြားတာတွေရှိပါတယ်။ အချို့နေရာဒေသတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်တဲ့တောင်းတွေကဟိုတနိုင်တားသည်၍ငွေကြေးစိုက်ထုတ်ပြီးတော့ကိုကျွန်တော်တို့ရန်ကုန်ဝန်နဲ့ဆောင်တဲ့လုပ်ငန်းများအပြင်ထပ်မံလွှတ်တဲ့လုပ်ငန်းများကိုလည်းကျွန်တော်တို့ဌာနနဲ့ပူးပေါင်းဆောင်ရွက်တာရှိပါတယ်ခင်ဗျလက်ရှိလုပ်ငန်းတွေမှာကြုံတွေ့နေရတဲ့အခက်အခဲများလည်းတည်ပြစီဆရာပြီးတော့အဲ့ဒီလုပ်ငန်းတွေအဲ့ဒီကြုံတွေ့နေရတဲ့အခက်အခဲတွေပေါ့နော်ဘယ်လိုမျိုးဖြေရှင်းလဲဆိုတာလည်းတည်ပြစီဆရာဟုတ်ကဲ့လက်ရှိကျွန်တော်တို့ပြည်နယ်တွင်းမှာနှစ်စဉ်ခွဲဝေရရှိတဲ့ရန်ကုန်ငွေအခြေအနေရ ကျွန်တော်လုပ်ငန်းများကို countable ဆောင်ရွက်လေးရှိပါတယ်ဒီလိုဆောင်ရွက်တဲ့အခါမှာအထူးနေရာဒေသတွေမှာတော့လုံလုံရေးချင်းတွေကမဆောင်ရွက်နိုင်တာလေးတွေရှိပါတယ်အထူးသဖြင့်ဒီချမ်းမြေနယ်အတွင်းမှာစီစီနဲ့ချောင်းတွေကတော့ကျွန်တော်တို့ရေစီစီမှုအားလည်းကောင်းပါတယ်သင်းနှုန်းပေါဝင်မှုလည်းများပါတယ်ခင်ဗျအဲ့လိုများတဲ့အတွက်ကျွန်တော်တို့ရေစဲကန်တွေမြောင်းတွေချောင်းတွေမှာဒီသင်းနှုန်းမှုချောင်းတွေများတဲ့အတွက်ကျွန်တော်တို့နှစ်စဉ်ရရှိတဲ့ရမုံငွေပေါ်မှာကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဒါပေမဲ့သင်းနှုန်းမှုချောင်းမှုက ဟိုများပြားတဲ့အတွက်ကျွန်တော်တို့ထပ်မံဆောင်ရွက်ပြန်ကျန်ရှိတဲ့လုပ်ငန်းများလည်းများစွာရှိနေကြောင်းတင်ပြလိုပါတယ်ကျွန်တော်တို့လုပ်ငန်းနဲ့ရမုံငွေပေးတဲ့အနေအထားကြတော့လုံလောက်မှုမရှိတဲ့အတွက်ကျွန်တော်တို့ရမုံငွေထပ်ပြီးတော့ပို့ပြီးတော့ပေးနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီထက်ထိရောက်စွာကောင်တယ်ပေါ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်နော်ဆင်မြောင်းလုပ်ငန်းတွေအတွက်အဲဒီကြေရအစနစ်မှာရောအသိပညာပေးအစီအစဉ်တွေဘယ်လိုဆောင်ရွက်နေလဲတည်ပြစေဆရာဟုတ်ကဲ့ကျွန်တော်တို့ဌာနရဲ့အဓိကလုပ်ငန်းတာဝန်ကတော့ဒီဆက်ပြီးပြည်တဲ့လုပ်ငန်းဖြစ်ပါတယ်ဒီလုပ်ငန်းကလည်း ဒေတာခံတောင်သူလင်သမားများနဲ့ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းဖြစ်ပါတယ်။အခုလက်ရှိကျွန်တော်တို့ဒီစာပြေဝေမှုနဲ့ပတ်သက်ပြီးတော့ရေးစီမံခံခဲ့တဲ့နေ့စနစ်တစ်ခုဖြစ်တဲ့ပူးပေါင်းပါဝင်ဆယ်မျိုးစနစ် participatory irrigation management ဆိုတဲ့စနစ်ကိုတောင်သူများဟိုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ကျွန်တော်တို့ဇင်းပြောကြတာ၄နောက်ဒီစနစ်မှာပါဝင်တဲ့အခြေခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဒီတုံးချောင်းတွေများအဖွဲ water user group ဖွဲ့စည်းနိုင်ရေးဆွေးနွေးပြကြတာတွေဆောင်ရွက်လေးရှိပါတယ်။ဒါအပြင်ကျွန်တော်တို့ ကျေးရွာတွေမှာဝင်းစင်းတဲ့အခါမှာပဲဖြစ်ဖြစ်တောင်သူများနဲ့တွေ့ဆုံပွဲတွေမှာပဲဖြစ်ဖြစ်စေရီကွန်အပြည့်ဝဟိုထည့်သွင်းပေးကြရေးကိုလည်းကျွန်တော်တို့စီယုံပြကြတာတွေရှိပါတယ်ခင်ဗျာ။ရှမ်းပြည်နယ်အတွင်းမှာရေရေမြစ်တွေကိုရေရှည်တည်တက်စွာအသုံးပြုနိုင်ရေးအတွက်အနာဂတ်စီမံကိန်းတွေကိုလည်းတည်ပြစီစရာ။ဟုတ်ကဲ့ရှမ်းပြည်နယ်အတွင်းမှာဒီရေရေမြစ်တွေရေရှည်တည်တက်ခိုင်မြဲရေးအတွက်ကိုကျွန်တော်တို့ဌာနအနေနဲ့အချောင်းကောင်းမြောင်းကားတွေပြင်တဲ့တူဖော်နိုင်စီမံဆောင်ရွက်တာတွေရှိပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့မြေရောက်ရေသုံးဆွဲတဲ့အတွက် ညောင်းနေလာတဲ့မြေအောက်ရေများကိုပြန်လည်ဖြည့်တင်းနိုင်ရတဲ့မိုးရေမိုးရေများကိုမြေအောက်ရေလွှာတင်းကိုပုံမရောက်ရှိစေရန်စီမံဆောင်ရတာတွေလည်းရှိပါတယ်။အားဖြင့်ကျွန်တော်တို့ဆေးကံများရဲ့ရေဝေရေလဲဒီမှာမြေစည်းလာတိုက်စားပျက်စီးမှုမှာကာကွယ်နိုင်ရန်အတွက်သက်ဆိုင်ရာတက်တော်ဦးစီးဌာနနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့စီမံဆောင်ရည်လည်းရှိပါကြောင်းဒီတာပါလေပြည်သူများအနေနဲ့ဆယ်မျိုးလုပ်ငန်းတွေမှာပုံမတိချင်တာတွေအကြံပြုချင်တာတွေရှိရင်ရောဘယ်လိုနည်းလမ်းတွေနဲ့ဆက်တွေ့လို့ရလဲဆရာဟုတ်ကဲ့ပါကျွန်တော်တို့ပြည်သူများအနေနဲ့ ျွန်တော်တို့ဆယ်မျိုးလုပ်ငန်းများနဲ့ပတ်သက်ပြီးတော့အတည်ကျင်တာပဲဖြစ်ဖြစ်အကြံပြုကျင်တာပဲဖြစ်ဖြစ်ဆက်သွယ်ကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ပြည်နယ်ခရိုင်မြို့နယ်ရုံးများကိုတိုက်ရိုက်ဆက်သွယ်လို့လည်းရပါတယ်။နောက်စေကံတမန်များနဲ့ဤတဲ့ဒေသခံများအနေနဲ့ဆိုလို့ရှိရင်စေကံတမန်များမှာဟိုတာဝန်ခံများရှိပါတယ်။ဆိုပါတာဝန်များတစင်လည်းဆက်သွယ်ပြောကြားနိုင်ပါတယ်။နောက်ကွန်းဒေသခံတောင်ပြည်လယ်မများအနေနဲ့ဆိုရင်လည်းကျွန်တော်တို့ကွန်းဝန်ထမ်းတွေရှိပါတယ်။ကွန်းဝန်ထမ်းများမှာတစင်လည်းဆက်သွယ်ပြီးတော့ကျွန်တော်တို့စီကိုကြံပြုပြောကြားလို့ရပါတယ်။ အကြေအများကျွန်တော်တို့ဖုန်းနဲ့ဆက်သွယ်ပြောကြခြင်းလည်းဆိုလို့ရှိရင်เนาะကျွန်တော်တို့ဖုန်းနံပါတ်381 1111149ကိုဆက်သွယ်ပြီးတော့ဓာတ်ရိုက်လည်းပြောကြနိုင်ပါတယ်ခင်ဗျာအစရတော်ဌာနအနေနဲ့ချမ်းပြည်နယ်ဆွေအဖွဲ့နဲ့အခြားအဖွဲ့စီထံအောင်ဘလို့ပူပေါင်းမှုတွေလိုအပ်နေတယ်လဲဆရာဟုတ်ကဲ့ကျွန်တော်တို့ဇမြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ချမ်းပြည်နယ်ဆွေအဖွဲ့ရဲ့လက်ညှိုးမှု နောက်ကျွန်တော်တို့ဆယ်မြောင်းနဲ့ရေလုံချောင်းမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးချုပ်ရဲ့လက်ညှိုးချမ်းများနဲ့အညီဆယ်မြောင်းလုံခြုံရေးကိုလက်ရှိကောင်တွေပေါ်ဆောင်ရွက်လက်ရှိပါတယ်ဒီလိုကောင်တွေပေါ်ဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ကခွဲခွေရရှိတဲ့ရမုံငွေချိန်နဲ့အပြင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက်လုပ်ငန်းအလုံးတော့ကောင်တွေပေါ်ဆောင်နိုင်ခြင်းမရှိပါဘူးအဓိကကတော့ကျွန်တော်တို့ဒီတဲ့နှုတ်ပို့ချောင်းမှုများတဲ့အတွက်စေရီတောက်စနစ်တွေမှာပြည်ပြင်ဖို့အများကြီးလိုအပ်တာရှိပါတယ်အဲဒီအတွက်စေရီတောက်စနစ်အစီအမြင့်တွေညင်းလုပ်ငန်းမျိုးဆောင်ရွက်နိုင်မယ်ဆိုရင်တော့စိုက်ပျိုးရေး ပေးဝေမှုကိုများစွာအထောက်အကူဖြစ်ပြီးတော့ပုံမကောင်းမလာမှာဖြစ်ပါတယ်ဒီတော့ကတော့ကျွန်တော်တို့ရမုံငွေအနေနဲ့ကတော့အများကြီးလိုအပ်တာဖြစ်ပါတယ်ခင်ဆရာတို့ဌာနအနေနဲ့အနာဂတ်လုပ်ငန်းစဉ်များနဲ့မျှော်မှန်းချက်များကိုလည်းမျှဝေပေးပါအောင်ဆရာဟုတ်ကဲ့ပါကျွန်တော်တို့စံနှောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ရှမ်းပြည်နယ်အပါအဝင်နိုင်ငံတော်ဝန်လုံးမှစာပြောရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်စာပြောရေးရရှိရေးလုပ်ငန်းများကိုကောင်းတဲ့ပေါ်ဆောင်ရလည်းရှိပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ရှမ်းပြည်နယ်အတွင်းမှာစပြုရရှိရေးလုပ်ငန်းများရောနောက်ရေရင်းမြစ်က ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကိုလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျွန်တော်ဌာနအနေနဲ့စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နဲ့စိုက်ပျိုးရေးကဏ္ဍမှာတတိယနေ့နှစ်သီးနှစ်သီးရနေ့သုံးသီးပုံမှန်စိုက်ပျိုးနိုင်ပြီးတော့ဒေတာဝန်စာပူလုံစေမဲ့အပြင်ဒေတာနေတောင်သူများရဲ့လူမှုကျိုးစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်ကိုညီမှန်ပြီးတော့လုပ်ငန်းများအကောင့်တွေပေါ်ဆောင်ရွက်ရှိပါတယ်နော်။